ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များဟိုစစ်တပ်အနေနဲ့ပေါ့ဗျာစခန်းတစ်ခုကိုတိုက်မယ်ဆိုရင်တပုံထက်အများကြီးလုံနိုင်တယ်ဆိုလိုချင်တာကစစ်တပ်ကဟိုလေရင်နဲ့ပေါ့ဗျာဘယ်နေရာမှာမဆိုနောက်ရှေ့တပုံကရှေ့ရသွားနောက်ချန်စခန်းနေအကုန်လုံးကိုစစ်တပ်ကပြန်သိမ်းလို့ရတယ်လေရင်နဲ့ချပေးလို့ရတယ်လေဒီနဲ့ချပေးလို့ရတယ်အရှိမဟုတ်အောင်တဲကြီးမင်းကြီးတိုင်ဟိုကတပုံမှာအဲ့လောက်ကြီးအရေးချင်းမရှိဘူးနော်တရားနယ်စင်မမတွေဖိုလ်ခနောက်ဆိုင်ကြီးပြစ်ဆန်းပါ တပုံဆိုတာပြေးလန်းအောင်မရှိဘူး။ဒါတရ900မီတာ900ခမောက်တက်လာနော်။ကျွန်တော်မီတာ90မီတာ90ကိုကျွန်တော်တို့ခမောက်ဟိုသတိရံပုံစံကျဲကြည့်ရမီတာ90မီတာ150ပတ်ဝန်းကျင်မီတာ150ဘလောက်ဒီဝေးမလဲခမောက်ကြည့်ကြရအောင်။နေ့ကျွန်တော်မီတာချက်ပြနော်မီတာ150မီတာ150ပတ်ဝန်းကျင်ဆိုလို့ရှိရင်ဘယ်သူမှမလုပ်ဘူး။ ဒါတွေလည်းသူတို့ပြပြတသားမလုပ်တပုံစခန်းတွေလည်းအလားကြီးတပုံတွေရဲ့စီးပွားရေးနေရာကြီးလည်းတည်တည်ကြီးနဲ့ဘာမှမလုပ်အောက်ကတိုက်နေကောင်းတဲ့ယူတွေလားရှေ့ကတိုက်နေကောင်းတဲ့ယူတွေလားကျွန်တော်မေးချင်တယ်သူတို့မိသားစုတွေကအတုံးချခံနေလားအဲ့တော့ပြည်သူလူထုဘဝတာယာသလားဆိုတော့မေးကြည့်လိုက်ပြည်သူလူထုဘဝလည်းမတာယာစီးပွားရေးအဖြစ်ကြည့်လိုက်စုတ်ပြတ်တနေတာကျွန်တော်ပြည်သူတွေအစားလေကျွန်တော်ပြွင့်လင်းပြောရင်ကျွန်တော်ပြည်သူတွေကအဲ့လိုမျိုးအနှိမ့်ကုတ်ခံမဟုတ်ဘူးဗျာနော်ခါတာအဲ့ပြည်သူတွေထဲမှာအဲ့ စစ်သွေးကြပြည်သူကတော့ခတ်တာနော်အဲ့တော့ကျွန်တော်ပြည်သူတွေကနိုင်ငံတကာနဲ့ရှင်နိုင်တဲ့ပြည်သူတွေပါလူဟာလူချင်းပါပဲအကုန်လုံးရှင်နိုင်ပါတယ်အခုတော့နိုင်ငံတကာနဲ့ရှင်လို့ရှိရင်ဒုတိယဒန်စာဒုတိယဒန်စာလူသားတွေဖြစ်နေနော်အဲ့တော့ဟမ်းမရှိတာဆမ်းမရှိဘူးအဲ့တော့ကျွန်တော်တို့နဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးပေါ့နော်ဟိုတေချာအချက်နဲ့အလက်နဲ့ပေါ့နော်ကဲကာကြုတ်ဒါမျိုးဖြစ်တယ်ဘာကြောင့်မို့လို့ဆိုတော့ခင်ဗျားတို့ထောက်ပြနိုင်လို့ရှိရင် အဲခင်ဗျားတို့အစင်တန်းရှိတဲ့ comment လားကျွန်တော်အောက်တန်းစားအောက်တန်းစားခေါ်ရလဲခင်ဗျားတို့စိတ်မဆိုးနဲ့ကျွန်တော်အောက်တန်းစားအထက်တန်းစားကိုကျွန်တော်အောက်တန်းစားခေါ်တဲ့ခါကျတော့တချို့ကလည်းဟာမြန်မာမြန်မာချင်းမအောက်တန်းစားခေါ်လားအဲ့မျိုးကကျွန်တော် complaint တက်ထားတဲ့ comment တွေတွေ့တယ်ကျွန်တော်အောက်တန်းစားအလကားခေါ်တာမဟုတ်ဘူးကျွန်တော်အစင်တန်းကိုငွေကြီးနဲ့တိုင်းတာလားမဟုတ်ဘူးအစင်တန်းကိုပညာနဲ့တိုင်းတာမဟုတ်အချောမျိုးယူဂုံအဓာရီနဲ့တိုင်းတာလားမဟုတ်ကျွန်တော်အစင်တန်းကိုတိုင်းတာတာကကျွန်တော်ဗုဒ္ဓဘာသာရဲ့ကျွန်တော်ပြည့်ညတ်တော်၁၀ပါးကြီးပေါ့ဗျာ၁၀ပါးသီလနဲ့တိုင်းတာလား ရုဒဝါစာเนาะအဲ့တော့ပညာတတ်တွေရဲ့စကားမှာနားမခံနိုင်အောင်ပြောတဲ့ရိုင်းဆိုင်မှုတွေ comment ပေါက်လို့ပဲစားတယ်ဒါမျိုးတွေကြောင့်ခင်ဗျားတို့အောက်တန်းစားခေါ်တာအဲ့ဒီကနေပဒါ violence ဖြစ်သွားတယ် violence ဖြစ်သွားကြနိုင်ငံတစ်ခုလုံးအကြမ်းဖက်မှုတွေဖြစ်နေတာခင်ဗျားတို့ပြည်သူကိုယ်တိုင်ကဘယ်လိုခေါ်မလဲဆိုတော့ communication မှာ communication ဆက်သွယ်ပြောဆိုမှုတွေမှာအကြမ်းဖက်မှုတွေအများကြီးပါနေအဲ့တော့ကျွန်တော်ပြည်သူကအကြမ်းဖက်ပြည်သူတွေဖြစ်တယ်အဲ့ကြောင့်မို့ကျွန်တော်ကခင်ဗျားတို့အောက်တန်းစားအောက်တန်းစားခေါ်တာအလကားမဟုတ်ခင်ဗျားတို့ရဲ့အောက်တန်းစားဇေယျဖြစ်နေလို့ အကျွန်တော်တင်နဲ့တင်ပေးရမှာကျွန်တော်သိတယ်ကျွန်တော်ဘယ်လည်းတစ်ခါကြောက်လာလဲအဲလွန်နာတစ်ခုရှိအဲ့ဒါပါလဲဆိုတော့သူမျိုးတော့ပြောတယ်ဒါမှမဟုတ်တေချာမတင်ပြအောင်ချိန်လည်းမရတာပါနိုင်ငံရေးတွေစီးတွေပြောတယ်နော်အဲ့တော့တိုင်းပြည်ကိုပြည့်စည်အောင်တမင်ချန်စီနေတာလားမသိပါဘူးဟုတ်ပဲတိုင်းပြည်ကိုပြည့်စည်အောင်တမင်ကချန်တပုံမှာပို့ပါလာတာဘာမှမရှိဘူးလို့ကျွန်တော်ပြောပြီးသွားပြီနော်ပို့ပြီးတော့ပါလာတာသူတို့မှာဘာလို့ဘာမှမရှိဘူးတပုံမွေးပြီးအောက်ခြေကိုထိုးကြည့်နေတာသူခုံပေါ်ကမစင်းရမှာ ဲ့တော့ကျွန်တော်ဒီနေ့ဒီစကားတွေကိုပြောရတာလေကျွန်တော်သူ့ကိုဟိုအချိန်လုံးလဲစောင့်ကြည့်နေတယ်နိုင်ငံမှာတရက်ဆိုတရက်ဆိုတရက်ဆိုသလောက်ခင်ဗျားတို့6လသက်တမ်းတိုးလိုက်တာခင်ဗျားတို့အတွက်ကတော့ဟိုအမီးမြောက်လိုက်အီးပေါက်လိုက်ပေါ့ဗျာနော်ဆိုရမယ်ဆိုလို့ရှိရင်ဒါဒီစကောင်လေးရှိတယ်ဆိုလို့ကျွန်တော်ကဟိုဒီစကားလေးပုံစံတိုင်းပေါ့ခင်ဗျားတို့ကဒီလူလေးနဲ့ပြီးသွားပြီမဲ့တရက်တရက်တလတလောက်ရင်ဆိုင်ရတဲ့စင်ရသာပြည်သူလူတို့လူဒန်းစားတွေရဲ့ တရားနေတိနေတာနေတရတာဘလောက်ဒီရှည်လျားဆိုတော့ခင်ဗျားတို့မသိဘူးကိုချင်းစာတရားခင်ဗျားတို့မှမရှိဘူးအခုထိတဲ့တက်မလို့အကြီးကဲတွေကနော်မဖိနှိပ်ဖို့ပဲတက်တာကွန်ပေါင်းနဲ့ဖိနှိပ်ဖို့တက်တာစီရင်စီရင်မှုမတက်ဘူးနော်နိုင်ငံကောင်းတော့မှလားတဲ့ဘယ်တော့မှကောင်းလာမှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့အုတ်ချုပ်တဲ့သူတွေကလည်းအရေးချင်းမရှိသလိုအရေးချင်းတာကနေတယ်ထို့တူ အမ်ကျွန်တော်တို့မြန်မာပြည်မှာကအမျိုးသားရေးအပြိုင်မှုတအားကြီးထွားနေတယ်။မျိုးသားရေးအပြိုင်မှုရဲ့စစ်သွေးကြွနိုင်ငံရဲ့ဒီနှစ်ခုကမြန်မာနိုင်ငံရဲ့လောကမှာလွှမ်းမိုးနေတယ်။အဲ့ဒါစစ်တပ်နဲ့မဆိုင်ဘူး။ဘယ်သူနဲ့မှမဆိုင်ဘူး။အဲ့ဒီပြည်သူလူထုကြည့်လိုက်တဲ့အခါမှာလည်းအသိဉာဏ်ဘဝသူဒ္ဓတွေစကားပြောဆိုမှုတွေကအစကျွန်တော်တို့နောက်ဆုံးပိတ်အကြမ်းဖက်မှုတွေသူတို့ရဲ့စကားလုံးထဲမှာပျက်နေတယ်။လူတယောက်စကားပြောပြီးဆိုရင်စကားထဲမှာအကြမ်းဖက်မှုစကားလုံးတွေပျက်နေတယ်။ ကျမ်းဖတ်သမားတွေဖြစ်နေပြည်သူကြီးလိုက်အဲ့တော့ဒီအဲ့ဒီအသေးဖွဲလေးပေါ့နော်ပြည်သူတွေရဲ့ communication ထဲမှာဟိုက violence တွေအများကြီးပါတယ်အဲ့ဒီ violence တွေဖြည်းဖြည်းနဲ့အခုပေါက်ကွဲပြီးနိုင်ငံကပျက်စီးနေတာဖြစ်တယ်အဲ့တော့အားလုံးပြင်ရမယ့်အရေးဖြစ်တယ်တံပြန်တော်လိုင်းရေးလုံးမရတော့မယ်တဲ့နော်တက်ကောင်းအခုဗျာနော်မိသားစု ဒီကျွန်တော်စီမှာအများကြီးအများကြီးပေါ့နော်ဟိုသူတို့ယောက်ျားပြန်လာတော့မှလားဆိုပြီးရင်ဖွင့်စောင့်မြုံနေတဲ့သူတွေအများကြီးရှိတယ်နော်ဒီကြားထဲမှာအဲ့ကိုကိုကိုနွားဖြစ်မှန်းမသိပီဒီအက်တွေကြောင့်တပုံတွေခေါင်းထောင်နေတာဒါလည်းအမှန်ပဲအဲ့တော့နိုင်ငံတစ်ခုနေထွက်ပေါက်တစ်ခုကိုလောက်ရမယ်ထွက်ပေါက်ဆိုတဲ့နေရာမှာလုံလို့ရတဲ့ထွက်ပေါက်တွေကအများကြီးရှိတယ်ဒီလောက်တော့မှဗျာဟို ညွန်ပေါင်းသွားမလားနိုင်ငံရေးညွန်ပေါင်းသွားမလားစီရေးညွန်ပေါင်းသွားမလားနော်ဘာမှအလုံးမဖြစ်တော့တဲ့2008ဖွဲ့စည်းပုံကိုဆွဲထားခြင်းကသူဒီနေရာမှာယာရုအကြာကြီးနေခြင်းလို့ဆွဲထားတာဖြစ်တယ်2008မရှိရင် तू ကယာရုဒီဘယ်လိုမှမသူရဲ့ဖြစ်တည်မှုဟာအဲဘယ်လိုမှဆိုလို့ရှိရင်စစ်တပ်ကလည်းစီလီယောမှန်ကန်တယ်လို့ထင်မှာမဟုတ်ဘူးပြည်သူကလည်းစီလီယောမှန်ကန်လို့ထင်မှာမဟုတ်ဘူးအဲ့တော့ယုတ်တိမရှိတဲ့အဖြစ်ကိုယုတ်တိရှိအောင်သူလုပ်ပြရမှာဖြစ်နေတယ်။အဲ့တော့အဲ့ကြောင့်မို့လဲ ီအခြေခံဥပဒေနဲ့ဒီရွေးကောက်ပွဲကိုကျင်းပပေးပါမယ်ဆိုပြီးတော့ဒီပေါ်မှာပဲဆွေဆွေခုံပြီးပြောနေခြင်းဟာယုတ်တိမရှိတဲ့လို့ကိုယုတ်တိရှိအောင်ချက်ပြောနေတာဖြစ်တယ်အဲ့တော့ဘာကြောင့်ဆိုတော့တဲ့ခံစားရတာတွေများလာတော့ဘလို့မှသီးမခံနိုင်ကြတော့ဘူးအကုန်သွေးဆူနေကြတယ်စီးရီးယားလိုဖြစ်မှာကြောက်ဆုံးပဲအာနာရှင်အာဆက်ထွက်ပြေးသွားလဲနိုင်ငံကတစားစီဖြစ်နေမှာပဲအဲ့ဒါကိုကျွန်တော်စိုးရိမ်နေတဲ့အတွက်ကြောင့်မတ်မလွန်နဲ့ယက်တီတယ်တက်မလွန်နဲ့ယက်တီတော့ညာလဲပဲအခုလိုမျိုး ခေါင်းဆောင်တွေကဟို နိုင်ငံကိုဖျက်ဆီးနေတာကတော့ကျွန်တော်တို့လုံးဝလက်ခံလို့မရဘူးလေနော်အဲ့တော့၄နှစ်စုပ်ပြတ်တာပြည်သူချင်းချင်းကြပြည်ဘယ်ပြည်သူမှမလုံချုံဘူးအကြောင်းဆိုပို့ဆိုတာကမြန်မာပြည်ဘလို့တော်လုံချုံမှာနော်အဲ့တော့စစ်သေးကြတဘုံကလည်းသူတို့ရီမန်းချက်ကလည်းအာသူတို့မသိတာကသူတို့ကိုယ်တိုင်ကဘာနဲ့လားတန်တူလဲဆိုတော့ဒီတော်လိုင်းရေးဟာနိုင်လဲရှုံရှုံလဲရှုံခမမနိုင်မရှိဘူး မောက်ကံကောင်းလို့တက်မလို့ကြီးကိုနိုင်သွားရင်တော့မလဲနိုင်ငံကလုံးဝပျက်စီးနေပြီခွေးဖြစ်နေပြီနော်ရှုံးပြီနိုင်လဲရှုံးမယ်ရှုံးလဲရှုံးမယ်နိုင်လို့ရှိရင်နိုင်ငံညှိမရနိုင်မရနဲ့တခါတည်းတအန်းကလည်းနေမြေချက်မယ်နော်အာ KIA ရနေမြေချက်မယ်ရှမ်းပြည်ကလည်းပြန်ခုခံရမယ်အဲ့တော့အာနာလက်နက်အင်အားကောင်းလို့စုရမယ်လူတွေစုရမယ်စွဲမယ်စွဲရင်တယောက်တယောက်နိုင်ဖို့အတွက်လူအင်အားများအောင်စုမယ်အာတခါတည်းနိုင်ငံပို့ပြီးဒုက္ခရောက်မယ်အဲ့တော့ဒီတော်လန်ကြီးကလည်း နိုင်လဲရှုံရှုံလဲရှုံဒေါ်လာရေးဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကစစ်တပ်နဲ့ရက်တီတာအကြောင်းမျိုးစုံရှိတယ်စစ်တပ်ကိုကျွန်တော်ကျွန်တော်ထားပါကျွန်တော်ကိုယ်တိုင်စစ်တပ်နဲ့ရက်တီတယ်လူတွေအားလုံးကျွန်တော်ပေါ်မလို့ပြောကြတယ်ရက်တီတာသူ့နိုင်ငံရေးအယူဆပေါင်းစုံရှိတယ်တချို့ကပတ်မလိုက်ကြားနေဝါဒနဲ့စစ်တပ်ကိုရက်တီတယ်တချို့ကတပ်မတော်ကိုလုံးဝချစ်လုံးလို့ရက်တီတယ်တချို့ကလုံးဝတက်မတော်သားရဲ့ဘယ်လိုခေါ်မလဲဆိုရှင်ဆွေမျိုးမကင်းရမကင်းကြောင်မို့လို့ရက်တည်တာတချို့ကကြတော့သူတို့အလုတ်လုံနေတာကတက်မတော်နဲ့ပတ်သက်နေတာရှိတဲ့ကြောင့်သူတို့ရက်တည်တာဖြစ်တယ် ကျွန်တော်တို့ကြတော့နိုင်ငံရေးကိုနားလည်လို့နိုင်ငံရဲ့အနာဂတ်ကိုသိထားလို့အဲဒါကြောင့်မို့ကျွန်တော်တက်မတော်နဲ့ယက်တီတာဖြစ်တယ်ယက်တီကြခြင်းမတူကြအောင်အဲ့တော့ယက်တီတာခြင်းမတူတဲ့အတွက်ကြောင့်မို့လို့ဆွေးနွေးပုံတွေကမတူနေကြအောင်လုံးဝအာတက်မတော်ချစ်တဲ့လုံးဝဘယ်လိုမျိုးမျိုးလုံးမိတ်ပြီးသူတို့ကြသူတို့ရဲ့ဒါအယူဆကိုကျွန်တော်တို့အပြစ်မပြောလို့ဘူးဟုတ်လားအဲ့တော့တက်မတော်ကိုထောက်ခံတာသူတို့ရဲ့အခြေခံအကြောင်းရင်းသူတို့ရဲ့ philosophy တွေအများကြီးရှိတယ်ဆိုတော့သိစေချင်တယ်နော်မှန်ပါတယ်ဗျာ တကယ်ရှုံးနေတာတို့ပြည်သူတွေမှန်တယ်တို့ပြည်သူတွေရှုံးနေတာအဲ့တော့ပြည်သူကလည်းပြည်သူပဲဘာနဲ့လားတရံပြည်သူဆိုတော့ဟာကြတခင်နေရောက်ရံဖြစ်တဲ့ခါမှာကျွန်နေကဘတ်ဆွဲဆိုလို့ဖြစ်နေသိမလားကျွန်နေကလေဒီတခင်နိုင်လဲမင်းကိုကျွန်ဖြစ်ပြုစုမှာเนาะကျွန်ဖြစ်ခိုင်းမှာဟိုတခင်နိုင်လဲကျွန်ဖြစ်ခိုင်းမှာအဲ့တော့တခင်နေရောက်ရံဖြစ်တဲ့ခါမှာဘယ်ဘက်မှမလိုက်ပဲနဲ့မှန်ကန်တဲ့ဘက်ကိုသွားရမယ်အော်ဟိုကျွန်စီရိုက်ဝင်တယ်ကျွန်တော်ပြည်သူကလာ တော့ဒီလိုဒီလောက်နိုင်လဲရှုံရှုံလဲရှုံတော်လန်ရေးကိုကျွန်တော်တော့အာမပေးဘူးအဲနောက်တစ်ပုံပုံကြီးပြောရမှာလေဟိုဘလိုကောင်းမဆိုချင်အခုတော်လန်ရေးကအခုဒီပြဿနာဓမ္မနဲ့အာဓမ္မကြားပြဿနာမဟုတ်ဘူးနိုင်ငံရေးနားလေသူများ ਨੇ နော်စီးမဲ့ကမ်းမဲ့ဒီဘလိုကောင်းမဆိုချင်နိုင်ငံရေးနားမလဲသူများကြားတွေကပြဿနာဖြစ်တယ်အဲ့တော့စီးမဲ့ကမ်းမဲ့လွတ်လပ်ခြင်းနဲ့လူငယ်တွေကြည့်ပါကျွန်တော်တော်လိုင်းအားပေးတဲ့သူတွေလူငယ်တွေများပါတယ် ူကြီးသူမှကျွန်တော်တို့ဒီမိုဂရက်ဖီကကြည့်မယ်ဆိုအသက်30ကျော်နော်အသက်30ကျော်တန်းတော်တော်များများကလုံးဝတော်လိုင်းဆိုတော့အာမပေးဘူးလူငယ်ပိုင်းကြည့်လိုက်အကုန်လုံးကြီးပါအားပေးကြတာအဲ့တော့ဒီမိုဂရက်ဖီအားပဲကြည့်ကြည့်လိုက်ပါတို့ကတော့ပြည်တော်စုမပြူခွဲဘူးတက်မလို့အားပေးနေတာကျေးဇူးတင်ပါတယ်ခေါင်းပါကျေးဇူးများကြီးတင်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီနေ့အဓိကပြောချင်တာကတော့ကျွန်တော်တို့တက်မလို့နဲ့နိုင်ငံဟာနော်ဟိုတက်မလို့တဲ့ကို ခေတ်ဆက်ဆက်က long time plan နဲ့ဝင်လာပြီးတော့တက်မလို့ကိုဖြူခွဲနေတာကတခုနော်တိုင်းရင်းသားတွေတက်မလို့တွေကိုရာလူကြီးကြီးမောက်ဝင်ယူပြီးတော့သူတို့ရဲ့ဒေါ်လာရင်းနဲ့ပူပေါင်းနေတာကတခုလို့ကျွန်တော်တို့ကသုံးသပ်တယ်အဲကြောင့်မို့ရခိုင်နဲ့ပတ်သက်ပြီးတော့လည်းလုံးဝအာဒီလိုမျိုးပေါ့မျိုးသားလိုက်တွေ့ရတယ်တက်မလို့နဲ့ဒီသဘုံနဲ့ကြားထဲမှာတက်မလို့တဲ့တာဘာမှမရှိဘူးနော်သူတို့နဲ့တက်မလို့ကြားမှာသူတို့တက်မလို့တဲ့ပို့ပြီးတော့ခေါင်းတုံးလို့ပို့မပါပါလက်လက်ချင်းဒါဒါချင်းကြာကြချင်းကိုရှုံးနေဆိုတဲ့က မယူသားဘူးတောက်လျှောက်ရှုံးနေတာလည်းမယူသားဘူးယူသားမှုလုံးဝမရှိဘူးယူသားမှုတအားကိုနေတယ်တကယ်ခံစားအောက်ချရရဲပေါ်တွေဖြစ်တယ်နော်အဲ့တော့ဘာလို့အောင်ဆိုရှင်အကောင်းဆုံးကတော့နိုင်ငံကိုတကယ်ချစ်တဲ့သူတွေကို တိုက်ခွင့်ခိုက်ခွင့်နဲ့နော်စီမံဆောင်ရွက်ပေးတင်တယ်ပြောမဆိုပုတ်ဖြတ်ပြန်ပေးတင်တယ်ကွန်ထရိုက်ပေးတယ်ပေါ့ခင်ဗျားတို့ကွန်ထရိုက်ပေးဆိုခင်ဗျားတို့သိပါတယ်နော်လန်ဒရာတွေကွန်ထရိုက်ပေးလိုက်တယ်ကွန်ထရိုက်စီကနေပြီးတော့3000ထောင်3000ထောင်ယူလိုက်တယ်ကျန်တာတော့သူအခွန်ကောက်စားပေးတယ်ဟုတ်လား အဲ iPhone သားမျိုးသူတို့ကပြင်မယ်သူတို့ဒီလမ်းအောင်ပြင်မယ်ဒီလမ်းအောင်ကြည့်တာဟာပုံပရိကလက်ထဲရောက်သွားလို့ရှိရင်လမ်းတရာဖြောင်းနေရောပဲတင်လားအဲ့ဒီစီမင်းလက်ထဲတို့အစိုးရလက်ထဲဆိုလို့ရှိရင်အဲ့ဒါခိုးတာများတာဟုတ်ပုံပရိကလက်ထဲကြတော့ပုံပရိကအသေးချာလုပ်တယ်သူတို့ကဒီဥစ္စာလုပ်စားတာဟုတ်နော် professional ပုံစံနဲ့အဲ့ထို့တူပဲဒါလမ်းတရာနဲ့ပဲကျွန်တော်ပြောသေးတယ်နောက်ထပ်ဈေးယုံဈေးခန်းပုံပရိကလက်ထဲရောက်အကြောင်းတော်မှာပုံပရိကအကြောင်းနဲ့ကျွန်တော်အစိုးရအကြောင်းနဲ့ဆိုပုံပရိကအကြောင်းကပို့ပြီးတော့ကောင်းနေတယ်လို့ပဲနော် အဲထို့လို့ပေါ့ဈေးုံဈေးကန်းဆိုလို့ရှိရင်ပုဂ္ဂလိကဈေးကန်းနဲ့ကျွန်တော်ဈေးုံဈေးကန်းမတူဘူးသူက professional ဆန်တယ်သူတို့အလုပ်ကိုတေချာလုပ်တယ်ပြပြတသားလုပ်တယ်အဲထို့လို့ပဲနိုင်ငံတော်ကာကွယ်ရေးနဲ့ဒီစီရေးမှာလည်းခင်ဗျားတို့ဒီစီရေးသုံးစီဘတ်ဂျက်ဘယ်လောက်လဲခင်ဗျားတို့စစ်ဘုတ်ကြုတ်တဲ့ကြားထဲမှာခွေဝေစားမျှစားမှာအဲ့ဒီဘတ်ဂျက်ကိုတကယ်တိုက်မဲ့နော်ပြည်သူစစ်ကိုခင်ဗျားတို့ချပြီးလိုက်စမ်းပြည်သူစစ်ကအသေးခံတိုက်တယ်ဆိုတော့ကျွန်တော်ကြားသိရတယ်နော်အဲ့တော့ဟိုက professional ကြကြလုပ်သွားလိုက်မယ်အဲ့တော့ခင်ဗျားတို့က budget ကြီးတွေသုံး ရာသူစင်းစင်းမှာ budget တွေခိုးရာသူစင်းမှာ budget တွေခိုးအောက်ခြေကလည်းဒုက္ခရောက်အဲ့ဒီပုံစံမျိုးတွေလုပ်နေမဲ့အစားဟောအဲ့ဒီစစ်သုံး budget ကိုတကယ်တမ်းတိုက်မဲ့ဒီလိုတော့ထည့်ပြီးလိုက်ပါထည့်ပြီးလိုက်လို့ရှိရင်ကိုကောင်တွေကစောကြီးတွေကစိတ်တက်ကလည်းကောင်းပြီးသားနော်စိတ်တက်ကလည်းကောင်းပြီးသားနေမြေအချင်းတွေကကျွမ်းကျင်ပြီးသားအဲ့လိုဆိုလို့ရှိရင် ပုဒ်ဒီကကြောင်းနဲ့เนาะအစိုးရကြောင်းကွာတယ်လို့ပဲ ပုဂ္ဂလိကတိုက်ခိုက်မှုနဲ့ခင်ဗျားတို့တက်မလို့တိုက်ခိုက်မှုဘယ်သူတာမလဲဆိုတော့ကျွန်တော်စဉ်းစားကြည့်လိုက်ခင်ဗျားတို့သင်ကြနောက်ထပ်သူတို့ပြောသလိုနောက်ထပ်၃နှစ်နေလာပြန်ကြည့်ပါဆိုပြီးတော့စဉ်းအောင်ခေါ်နိုင်သေးတယ်နော်ကျေးဇူးများတင်ပါတယ်ဗျတကယ်တမ်းကအထက်ကနေအောက်ထိစဉ်စဉ်ပြုတ်ပြင်ပြောင်းလဲမှုတွေလိုအပ်နေပါပြီထိတ်ကပိတ်ပြီးရက်နေတော့တယ်နော်တခုကိုမရောက်နိုင်တာပါလေစစ်တက်ကဝမ်းချုပ်နေတာပါကောင်မောင်မှန်တယ်ဝမ်းချုပ်နေတာနော် ဲ့တော့ပုတ်ကလေးကတွေကိုလွှဲပစ်လိုက်ပါနော်လွှဲပစ်လိုက်မယ်ဟဲ့ဆိုရင်တော့ခင်ဗျားတို့ကြည့်ကြည့်လိုက်ပါဘုံတွေကဟိုလက်နက်တော်မှာအခုပုတ်ကလေးကတွေဆိုတော့ဒီပြည်သူစစ်တော်မှာတို့ကလက်နက်ကောင်းကောင်းမတက်ဆင်ပေးဘူးအန်ကျိတ်ပြီးပြန်လာခဲ့ရတဲ့ပြည်သူစစ်တွေအများကြီးရှိတယ်ဒီကောင်မတော်မှာနော်အဲ့တော့အကောင်းဆုံးဆောင်ရွက်ဖို့ကြံပေးခြင်းပါဟုတ်ပါပြီ။ဒါကြဒီနေ့ကျွန်တော်တိုင်းပြည်အတွက်ရှင်နာနာနဲ့ပြောရတာပါ။ နော်မပြောချင်ပါဘူးကျွန်တော်တို့အတိုင်းဒီမှာပြည်သူလူထုခံစားနေရတာကိုကျွန်တော်တို့အတတော်လေးကိုစိတ်မကောင်းဘူးနော်ပြည်သူလူထုတွေမဟုတ်ပါဘူးစစ်သားတွေအသားသမီးတွေနော်သူတို့ဘဝတွေသူတို့အသက်တွေကလည်းကျွန်တော်တို့အသက်ထက်ပိုပြီးတန်ဖိုးနည်းနေတာမရှိဘူးထို့တူပဲအမေ online နဲ့ခမားသားသမီးတွေရဲ့အသက်ထက်တန်ဖိုးနည်းနေတဲ့အသက်တွေမဟုတ်ဘူးအားလုံးတန်ဖိုးတန်းတူပဲဆိုတော့ခမားနားလည်လာတဲ့နေ့ခမားအလုပ်ကိုကောင်းကောင်းလုပ်တတ်လိမ့်မယ်ဆုံးဖြတ်ချက်ကောင်းကောင်းချတတ်လိမ့်မယ် တော့ဘာရည်ချင်းမှမရှိပဲနဲ့နေရာကိုယူထားတာအလကားအလကားကာချုပ်ဖြစ်နေပြီ။ Okay. ကျေးဇူးနိုင်တယ်ပါ